Google Chrome browser ကနေပြီးတော့ခဏခဏတက်လာတတ်တဲ့ကြော်ညာတွေ notification တွေကိုကိုယ့်ရဲ့ phone screen ပေါ်မှာခဏခဏတွေ့နေရလို့စိတ်ညစ်နေရတဲ့သူတွေရှိကြလား။ဒါဆိုရင်တော့ဒီ video လေးကိုအဆုံးထိကြည့်လိုက်ပါ။ ားလုံးပဲမင်လာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီ video မှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Google Chrome browser ကနေခဏခဏတက်လာတတ်တဲ့ကြော်ညာတွေ notification တွေကိုဘယ်လိုမျိုးပိတ်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ဒီ video မှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါပထမဆုံးအနေနဲ့ Google Chrome browser လေးတဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ညာဘက်ပေါ်တောင်းမှာရှိတဲ့အဆက်၃ဆက်ကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါပြီးရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီအောက်မှာရှိတဲ့ကျွန်တော်တို့ notification ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ဒီအပေါ်မှာရှိတဲ့ show notification မှာခလုတ်လေးကို ဖွင့်ထားတယ်ဆိုရင်တော့ပိတ်ပေးလိုက်ပါခင်ဗျာဒီအားလေးကတော့ပထမနီလန်လေးပေါ့နော်နောက်ထပ်နီလန်လေးရတော့ကျတော်တို့ဒီ setting လေးထဲမှာပဲကျတော်တို့ဒီအောက်မှာရှိတဲ့ size setting ဆိုတဲ့ထဲကိုဝင်ပြလိုက်ပါခင်ဗျာ site setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီ content ဆိုတဲ့နေရာမှာရှိတဲ့ intrusive area ဆိုတဲ့နေရာလေးကိုမိတ်ဆွေတို့နည်းနည်းလိုက်ရှာပေးလိုက်ပါဒီမှာ intrusive ADS ဆိုတဲ့နေရာမှာအောက်မှာအလောင်းလို့ပြထားပါတယ်ဒီလိုမျိုးလေးပြထားတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ setting လေးကိုဖွင့်ထားတဲ့အတွက်ကျွန်တော်ကြော်ညာတွေ notification တွေတခြားတော့အရာတွေကိုယ့်ရဲ့ phone message script ပေါ်မှာခဏခဏတက်လာတက်တာဖြစ်ပါတယ်ဆိုတော့ကဒီနေရာမှာအလောင်းမဖြစ်အောင်ကိုယ်အနေနဲ့အဲပိတ်ပေးရမယ်ပေါ့နော်ဆိုတော့ intrusive ADS တွေကိုဝင်လိုက်ပါပြီးရင်တော့ဒီမှာ cloud လေးကိုဖွင့်ထားတဲ့ အစိမ်းရောင်လေးအပြာရောင်လေးဖြစ်နေတဲ့ဆိုရင်ပိတ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ပြန်ထွက်လိုက်မယ်ဆိုရင်တော့ဒီမှာကျွန်တော် intrusive ads မှာ block ဆိုပြီးတော့ဖြစ်သွားရင် ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားတဲ့ဆိုရင်တော့ကိုယ့်ရဲ့ chrome browser ကနေပြီးတော့ကြော်ညာတွေ notification တွေကိုကျွန်တော်နေနဲ့ကိုယ့်ရဲ့ဖုန်းမှန် screen ပေါ်မှာခဏခဏတွေ့ရတော့မှာမဟုတ်တော့ပါဘူးဒီ setting လေးနှစ်ခုကိုမိတ်ဆွေတို့နေနဲ့ပိတ်ပေးထားမယ်ဆိုရင်တော့ chrome browser ထဲမှာကိုယ့်နေနဲ့ဘယ် website တွေကိုပဲဝင်ဝင်အဲကျွန်တော် notification တွေကြော်ညာတွေကိုကိုယ့်ရဲ့ဖုန်းမှန် screen ပေါ်မှာတွေ့ရတော့မှာမဟုတ်တော့ပါဘူး ူး Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တာကတော့ Google Chrome browser ကနေ notification တွေကြော်ညာတွေခဏခဏတက်လို့ပြဿနာကြုံနေရတဲ့မိတ်ဆွေတွေအတွက်ဖြည့်ရှင်းနည်းလေးပိတ်နည်းလေးနှမျိုးကိုကျွန်တော်အနေနဲ့မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် Okay ပါဒီနီလန်းလေးနဲ့ပတ်သက်ပြီးတော့နားမလဲတာမရှင်းနေတာရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ